အစားတွေတော့စားနေပါရဲ့အားမရှိသူလိုပဲခံစားနေရတယ်။ဘာကြောင့်များလဲလို့တွေးလို့ခံနေပါသလား။ဒါဆိုရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်ပါနော်။ဒီဗီဒီယိုလေးထဲမှာတော့အားရင်ကုန်ခန်းစင်မြင်အစားအစာလေးတွေကိုပြပြပေးထားပါရရှင်။ အားရှိဖို့အစားစားတာမှန်ပေမဲ့အစားအစာရွေးချယ်မှုမှာတာစားသမှုပုံစံမှားယုံတဲ့အခါမှာစားလိုက်တဲ့အစားအစာတွေကခန္ဓာကိုယ်ထဲမှာအားမရှိသလိုအားအိမ်တွေကုန်ခန်းသွားသလိုခံစားရစေနိုင်ပါတယ်။ဒီတော့ဘလို့အစားအစာတွေကအားအိမ်ကုန်ခန်းစေတယ်လဲဆိုတာကိုဆက်ပြီးကြည့်လိုက်ကြရအောင်နော်။ ပရမအုံဆုံးတစ်ခုကတော့အားဖြည့်ချူရီပါအားဖြည့်ချူရီတွေကတောက်ပြီးပြီးချင်းမှာအားအိမ်ပြေဝသလိုခန်းစားရစေပေမဲ့ခဏတာပါပဲနော်ကဖေးနဲ့စကြာတက်ကြောင်းအားအိမ်ပြေဝသလိုခန်းစားရစေတာပါသွေးရင်းကစကြာတက်တွေပြန်ပြီးတော့ကြာသွားတဲ့အချိန်မှာတော့ ကိုကိုအားရင်ကုန်ခန်းသွားတယ်လို့ခန်းစားရစေမှုနဲ့အတူခြေကုံလက်ပန်းကျသွားစေမှာပါအားဖြင့်အချိုရည်ကပုံမှန်ထက်ခန္ဓာကိုယ်ကိုပိုပြီးတော့ပြင်းမှန်းစေပါတယ်နော်နောက်ထပ်တစ်ချက်ကတော့အချိုရည်ပါအချိုရည်တွေကတကြားလွန်ငယ်စွာပါဝင်နေတဲ့အစားအစာတစ်မျိုးပါပဲအချိန်တူအတွင်းမှာသူရင်တကြားတက်ကိုမြင့်တက်စေနိုင်ပါတယ်နောက်တစ်ချက်ကအချိုရည်အများစုမှာကကဖိန်းပါဝင်နေတာပါကဖိန်းကလန်ဆန်တော့ကြစေတာမှန်ပေမဲ့အိပ်စက်မှုကိုထိခိုက်စေပြီးတော့ခန္ဓာကိုယ်ကိုအားရင်ကုန်ခန်းစေပါတယ်အချိုရည်မများတော့ လေးအားရင်ကုန်ခန်းမှုများလေးလေးပါပဲနော် ။နောက်ရက်တစ်ခုကအယ်လ်ကိုဟောပါ။အယ်လ်ကိုဟောကိုညစာစားတဲ့အချိန်မှာနည်းနည်းလောက်ဆေးပြေဝါးပြေတောက်ပေးတာကညဘက်မှာကောင်းကောင်းအိပ်ပျော်စေလို့ပြောကြပေမဲ့အယ်လ်ကိုဟောကိုအများကြီးတောက်မိပြီဆိုရင်တော့အိပ်ပျော်ဖို့ခက်ပါပြီနော်။ဒီလိုအိပ်ဆက်မှုမှာအနောက်ရှက်ဖြစ်စေတာကတော့နောက်တနေ့မှာအာရုံကုန်ခံမှုကိုဖြစ်စေပါတယ်။နောက်ရက်တစ်ခုက coffee ပါ။ coffee ကိုအတော်အသင့်တောက်သုံးတာကအစိတ်ခံစားမှုကိုကောင်းစေပြီးတော့တက်ကြွလန်းဆန်းစေတယ်ဆိုပေမဲ့များသွားရင်တော့အိပ်ဆက်မှုကိုထိခိုက်စေပါတယ်။ညအိမ်ခံနေမှာ မှာကော်ဖီတောက်တာကအိတ်ဆက်ဖို့ကိုခတ်စီပြီးတော့အားရကုန်ကန်တို့လည်းခစားရစေနိုင်ပါတယ်ရှင်။ နောက်တစ်ချက်ကတော့ပါမုတ်အဖြူပါ။ပါမုတ်အဖြူကတရားပါဝင်မှုများပြီးတော့အမြင်နဲ့ပါဝင်မှုကနည်းပါတယ်။ခနာကိုကအခြေပြဲလွယ်စေရဲ့အတွက်ကြောင့်မို့လို့အင်အားမြန်မြန်ပြည့်စေတယ်လို့ခက်မြန်မြန်မြင်အားရင်ကုန်ခန်းသွားစေတတ်ပါတယ်။နောက်တစ်ခုကကယ်လိုရီနည်းတဲ့အစားအစာတွေပါ။ခနာကိုမှာအင်အားပြည့်နေစေဖို့အတွက်ဆိုရင်တော့ကယ်လိုရီများများလိုအပ်ပါတယ်။ကယ်လိုရီနည်းတဲ့အခါမှာအစာလောင်မှုကိုခန်းစားမိတယ်လို့ဇီဝကံမဖြစ်စဉ်ကနှိကွေးသွားပြီးတော့အင်အားလည်းနည်းသွားပါတယ်။ဒါကြောင့်အစာမစားဘဲနေတာမျိုးကိုမလုပ်ပါနဲ့။ ကယ်လိုရီကျော်ရတဲ့အစားအစာတွေကိုစားပေးပါပြီးတော့တန်တက်နေတဲ့အစားအစာပါတန်တက်ကအစားသုံးလိုက်တဲ့ကယ်လိုရီကိုခန္ဓာကိုယ်အတွက်အင်အားဖြစ်ပြောင်းလဲပေးပါတယ်တန်တက်နေတဲ့အခါမှာခန္ဓာကိုယ်ကအားနေတာခြေကုံလက်ပန်းကျတာတွေကိုခံစားရစေနိုင်ပါတယ်ဒါကြောင့်နေ့စဉ်စားသုံးမှုမှာတန်တက်ပြည့်ဝတဲ့အနီရောင်သားတွေပဲနီလေအခွန်မာဒီပဲမျိုးမျိုးဓာတ်တွေကိုစားသုံးပေးပါနော်နောက်ဆုံးတစ်မျိုးကတော့စီကြော်စာတွေပါစီကြော်စာအထက်ထက်ကြော်ရတဲ့အစားအစာတွေကခန္ဓာကို ကိုချိဖက်ရခက်စေပါတယ်။စီကြောစာတွေစားလိုက်တဲ့အခါမှာခန္ဓာကိုယ်ကခက်ခက်ခဲခဲချိဖက်ရတာပါ။ဒီလိုလို့ဆောင်ရတာကကိုရင်းအင်္ဂါတွေကိုတော်တော်လေးဝင်ပြီးစေပါတယ်။စီကြောစာတွေကစားရတာကရင်တွေ့ပေမဲ့စားပြီးလို့6နာရီကနေပြီးတော့8နာရီအတွင်းမှာအာရုံကုန်ခန်းတလို့ခန်းစားရစေနိုင်ပါတယ်။ဒီလောက်ဆိုလို့ရှိရင်ကိုယ့်ကိုအာရုံကုန်ခန်းစေမယ့်အစားအစာလေးတွေကိုတိလောက်ပြီးလို့ထင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။